ကမ္ဘာနိုင်ငံအတီးတီးရဲ့ပို့ကုန်တွေကိုကုန်သွယ်ခွင့်တွေတိုးမြင့်ကောက်ခံတဲ့အမေရိကန်နဲ့ကုန်သွယ်ရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့အတွက်ထိုင်းဝင်ကြီးချုပ်ပေတိုနန်ကဝန်ကြီးဌာနသုံးခုကို AP29 ရက်ကညွှန်ကြားခဲ့တယ်လို့ The Nation ကဖော်ပြခဲ့ပါတယ်။ပေတိုနန်ကအခြားအစီအံနိုင်ငံတွေနဲ့အတူညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။အမေရိကန်နဲ့ဆီစဉ်ညီနိုင်ရမှာအာဆီယံရဲ့စူပေါင်းကုန်သွယ်မှုမဟာဗျူဟာရဲ့အခြေခံအချက်လက်တွေနဲ့ပတ်သက်ပြီးအဆိုပြုချက်မူကြမ်းတွေရေးဆွဲဖို့ကဏ္ဍအလုံးကတွင်းကုန်အင်အားစုတွေကိုစုစည်းဖို့နိုင်ငံခြားရေးဝန်ကြီးဌာန၊ဥဒန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ဗန်နာယီဝန်ကြီးဌာနတို့ကိုပေတိုနန်ကညွှန်ကြားခဲ့ပါတယ်။ တယ်။အဲ့ဒီညွှန်ကြားချက်ကိုနာခွန်ဖနွန်ကပေတိုနန်ဦးဆောင်တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အမေရိကန်နဲ့ကုန်သွယ်မှုမှာကုန်သွယ်ရေးပုံငွေပြနေတဲ့နိုင်ငံတွေအပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကုန်သွယ်ခွင့်တွေတိုးမြင့်ကောက်ခံမှုကြောင့်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာအာဆီယံရဲ့စီးပွားရေးတည်ငြိမ်မှုမြင့်တက်ရေးအတွက်အစီအစဉ်တွေရေးဆွဲဖို့ပေတိုနန်ကအစိုးရအဖွဲ့ကိုတိုက်တွန်းခဲ့ပါတယ်။ဆွေးနွေးပွဲကထွက်ပေါ်လာမဲ့ဗေရလက်ကိုမဆိုအာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကိုကူစားပြုတဲ့စုပေါင်းသဘောတူညီချက်အဖြစ်ယူဆမှာဖြစ်ကြောင်းထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ GRU ဟောင်းဆွတ်ကပြောကြားခဲ့ပါတယ်။ အာဆီယံနိုင်ငံတနိုင်ငံချင်းစီရဲ့အာဒါချက်တွေကိုအတုံးချခြင်းအဖြစ်အာဆီယံဟာအမေရိကန်နဲ့အောင်မြင်ပြီးထိရောက်တဲ့စစ်ဆင်ညီနိုင်မှုတွေလှုပ်ဆောင်နိုင်မယ်လို့ယုံကြည်ကြောင်းလည်းပေတိုနန်ကပြောကြားခဲ့ပါဗျာ။